အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ Tokyo လို့ခေါ်တဲ့ဆိုင်မှာဂျပန်သားငယ်တောဆိုင်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုင်လေးကကျယ်ဝန်းလေးရှိပြီးတော့ tablet လေးနဲ့ပဲ order တင်ရဆိုတော့လုံးဝ OK ရေပေါ့နော်အဲ့ဒါနဲ့အသားရဲ့ချမင်းရဲ့အရွက်တုံလေးရဲ့ order မှန်ခဲ့တယ်ပေါ့နော်ဆိုင်လေးကလေ Tokyo ဆိုတော့သူကရထားတဲ့ရောက်နေသူလိုမျိုးပုံစံလေးကိုလုပ်ထားတာပေါ့နော်အခုနော်အော်လာမာလေးဒီတိုင်းမှာမှာအသားပွဲနဲ့ထမင်းပွဲအရင်ရောက်လာတာပေါ့နော်အဲ့ဒီတုန်းကအသားကြီးပဲ၅မျိုးမှာခဲ့တာဖြစ်ပါတယ်အဲအရွက်တုပ်လေးမလာခင်မှာကျမအချင်းလေးလုပ်မယ်ပေါ့နော်အဲသူ့ဆိုင်ရပေးထားတဲ့အချင်းလေးရယ်နောက်တစ်ခွာစက်သွန်ဖြူလေးရယ် ဂျပန်တာလေးပေါ့နော်အဲ့သုံးမျိုးဆက်ပြီးတော့အာစားတော့မှသာကိုယ့်ရဲ့မြန်မာပစံနဲ့ကြိုက်တာပေါ့နော်မဟုတ်ရင်ချိုချိုကြီးဖြစ်နေတာပေါ့နော်ဒါလေးကတော့ရှိသဆန်းတယ်လို့ခေါ်တဲ့ဂျပန်အရွက်တုပ်လေးပဲဖြစ်ပါတယ်သူ့ထဲမှာဆိုရင် ကြက်ဦးလေးပါတယ်မယောနီစ်လေးပါတယ်ပေါ့နော်အစစပီးကင်မမဲအဲ့ဒါလေးကတော့ဂျူရှိခါရူပြီပါသူကအစီနဲ့အသားနဲ့ပေါ့နော်ဒုတိယတစ်ခုကနာခအူချီအစီပဲများတဲ့အပိုင်းပေါ့နော်တတိယတစ်ခုကဂျူရှိဟာရမီသူကအသားကြီးပဲနောက်ဆုံးတစ်ခုကတော့ရိုးစုပါသူကအစီရောအသားရောပါတယ်ရိုးစုကိုကြိုက်ဆုံးဖြစ်ပါတယ်အဲ့အဲ့ဒီအပြောင်းအလဲထောက်ပတ်လေးနဲ့လည်းကြိုက်တယ်ပေါ့နော် ဒါတွေကလေးဆိုင်မှာလူကြိုက်များဆုံးဖြစ်တဲ့ ipon တချံလို့ခေါ်တဲ့သူကသူ့ပုံစံနဲ့တူတဲ့ဟာပေါ့နော်သူကအစီနဲ့အရွတ်နဲ့ရောနေတာပေါ့နော်အဲခုဆိုရင်အကင်းလေးကြီးချက်သွားလို့စပြီးတော့စနေပါပြီပြီးတော့ထမင်းရလေးလေးပူပူနွဲ့နွဲ့လေးနဲ့ဆိုတော့အသားခင်နဲ့တော်တော်လေးကိုလိုက်ဖက်တယ်ပေါ့နော်အဲတော့စကောင်းလားမကောင်းလားကျမရဲ့မျက်နှာကိုသာကြည့်ပါတော့ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတ်တာ